ဗိုလ်တန်းရွှေကတက်မတော်အရာရှိတွေရဲ့ဇနီးဟာဘွဲရမှာဖြစ်မယ်။ဇနီးတဲ့ဘွဲမရရင်ယာရုမတိုးပေးရဆိုတဲ့မူကိုဇို့အတင်းရှာမှတ်လာပါတယ်။ဗိုလ်တန်းရွှေရဲ့ဇနီးမကြိုင်ကြိုင်ဟာဘွဲမရတဲ့သူပညာမတတ်တဲ့သူဖြစ်နေပါဗျ။ ိုးတန်းရွှေဟာတမ88တမမှုအဖြစ်ကျိုင်းတုံမှာရှေတန်းတာဝန်ထမ်းဆောင်ခဲ့စဉ်ကခေါက်ရိုက်နီကိုဘုံမူးဝင်းလိုင်ယခုအငိမ့်စားဘူချုပ်ဝင်းလိုင်ထံမှတင်ယူခဲ့ရပြီးစစ်ရေးစစ်ရာမှာလည်းထမြက်ခဲ့သူမဟုတ်ကြောင်းသိရှိရပါတယ်။ဘိုးတင်တန်းကြောင့်ဘိုးလောင်းအမတ်စဉ်ကိုကြီးရှောက်ခွန်30နဲ့နောက်ဆုံးဘိုးလောင်းအစင်ဖြစ်ဆင်းလာခဲ့သူတအူဖြစ်ပါတယ်။သူနဲ့တပတ်စဉ်စင်းတွေကတန်းစီလာရင်သူ့နောက်မှာမျက်ခင်းပြင်သာရှိတော့ကြောင်းနောက်ပြောင်ခဲ့ကြပါဗျ။ ဘာကပါတိုက်လို့မိုင်းရောက်မြို့ကြခဲ့စဉ်က ရှင်းတင်နကတက်ရင်တော့လက်နက်ခဲရန်ဆုံးရှုံးသွားတဲ့အပြင်ရဲမေများမရင်ချင်းခံခဲ့ရလို့သူ့မှာတာဝန်ရှိတာမို့ဥနေဝင်အားဖားရပါတော့တယ်။ဘူတန်းရွှေကျိုင်းတုံမှာတာဝန်ကြတော့မှောင်ခိုခစ်ကောင်းနေတဲ့အချိန်ဖြစ်နေလို့လင်းရင်လက်မှတ်တွေကိုမှောင်ခိုဈေးဖြစ်ရောက်ရှာခြင်းစီးရင်တန်းတွေကျိုင်းတုံတောင်ကြီးကျိုင်းတုံတရှိလေအတန်ဈေးလမ်းကြောင်းများမှာမှောင်ခိုကယ်ရီကများရရှိခြင်းတို့ဖြစ် ပြည်သူလူထုကိုလဲမျိုးညှက်ကပြည်သူလူထုကြမျက်ရည်များမှရရှိသောငွေငွေများစွာကိုကျိုင်းတုံသို့စစ်ဆေးရရောက်လာတဲ့ဘုန်နေဝင်းအားဒလဟောပံ့ပိုးပေးနိုင်ခဲ့သူဖြစ်ပါတယ်တမတော်မှာတော်သုံးတော်ရှိတဲ့အထဲကအဖားတော်သူစည်ရင်မှာပါဝင်အောင်ကြိုးစားနိုင်ခဲ့ပြီးအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှုမှာတဆင့်သူထက်စီနီယာကြတဲ့ဗိုလ်ချုပ်ရှစ်ဆွေဗိုလ်ချုပ်စေအောင်တို့ကိုဖျက်ချော်ကဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။ နာဝတာစတင်ဖွဲ့စည်းစဉ်ခါကဘိုးကျုံစောမောင်နဲ့ဘိုခင်ညွန်းတို့သာနိုင်ငံရေးကဏ္ဍမှာလှုပ်ရှားနေကြပြီးဘိုတန်းရွှေကတော့နာဝတာအဖွဲ့ဝင်ဘဝနဲ့ဘိုမောင်လာနဲ့အတူစီရင်စရာကိုသာကုတ်ကဲနေခဲ့ရပါတယ်။ဘိုတန်းရွှေကိုဘိုစောမောင်ကကိုတန်းရွှေစာဖတ်တာသိမ့်မတွေ့ရဘူးလေးလာဖို့ကောင်းတယ်လို့ဝေဖန်ခဲ့ဘူးပါတယ်။ အဲ့ဒီနောက်အတွင်းရေးမှုနှစ်ဘိုတင်ဦးကအတွင်းရေးမှုတစ်ဘိုခင်ညွန်းနဲ့တိုက်မိညှိနှိုင်းပြီးနဝတာအဖွဲ့ဝင်ဖြစ်နေတဲ့ဘိုတန်းရွှေကိုဒုဥက္ကဋ္ဌရာတို့တိုးပေးဖို့ဘိုစောမောင်ထံတင်ပြပေးခဲ့ရာကနေရာရလာခဲ့ပါတယ်ဘူတန်ရွှေဟာရုရှားနိုင်ငံမှာစိတ်တဆစ်စင်ရေးတင်တန်းတက်ခဲ့ပြီးကကပြည်မှာလာခဲ့သူပြီးပြီးစိတ်တဆစ်စင်ရေးရနဲ့ပြည်သူလူထုစီယုံရေးကိုဒီဇိုင်းမမတ်လုပ်နိုင်ခဲ့ပါတယ်။ဘိုးစောမောင်နဲ့ဘုံနေဝင်းတို့ကိုနမူနာယူပြီး ပြည်သူလူထုကိုကိုယ်တိုင်တိုက်ရိုက်ပြောဆိုခဲ့ခြင်းမပြုဘဲနောက်ွယ်ကကြိုးကြရာမှာနီးပရိရဲ့ကြွယ်ဝလာပါတယ်။ဘူမောင်အေးကတော့စစ်လက်နက်ပစ္စည်းညွန်ကြားရေးမှူးဘဝနဲ့နင်းမြုပ်နေပြီး DSA အပတ်စဉ်တက်ဂျီ985ဖြစ်ဆင်းလာခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ဇနီးဟာစစ်တူနာပြူအရာရှိကလာသူဖြစ်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ဆွေမျိုးတော်ဆက်သူစစ်သူနာပြို့အရာရှိအကြီးအကဲအမျိုးသမီးကြီးကတဆင့်ရှီကက်စီယုံကနေရရအောင်တိုးဝင်လာခဲ့ပါတယ်ဘုန်နေဝင်းက DSA ကိုနေရာပေးဖို့စီစဉ်ရလိုအပ်တယ်လို့နှုတ်မိတ်ထွက်လာခဲ့ရကနေအလိုက်အထိုက်တင်သွားပြီးတက်မတော်ရဲ့လူခင်ရင်မူပြင်းနေဆိုတဲ့ဆိုယိုးစကားနဲ့အညီတက်ရဲ့အစဉ်လာအတိုင်းမဟုတ်ပဲဘူမောင်အေးဟာတက်မ90ခွန်တက်မမူရာသူကိုရာခဲ့ပါတယ်။ နာဝတာဖွဲ့စည်းချိန်မှာသူဟာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဖြစ်နေပြီဖြစ်ပါတယ်။ဘူမောင်ရေးဟာသူ့ရဲ့ယာတူစောစွာတက်ပြီးတပတ်စင်နဲ့ဆင်းခဲ့သူစီရေးထူးချွန်လို့ရှေ့ကပြေးနေတဲ့ဗိုလ်ချုပ်ညံလင်းနဲ့ဗိုလ်ချုပ်မူကြီးလှမော်တို့ထက်နောက်ပိုင်းမှာတော့ဘူမောင်အေးကဖျက်တက်သွားခဲ့ပါတယ်။မြမတက်မတော်မှာယာရုတက်ရေးအတွက်အရာရှိတွေရဲ့ဇနီးမယားတွေဟာလည်းအေးပါတယ်ဆိုတာတွေ့ရပါဗျ။ နာဝတလက်ထက်ကတက်လာသူတွေထဲမှာသူတို့နှစ်ဦးသာရှိတော့လို့မြမနိုင်ငံရေပြုတ်ပြင်ပြောင်းလဲဖို့တဖက်တလန်းကဘာတွေလှုပ်တင်လဲဆိုတာတင်ပြလိုပါတယ်ရှိဆောင်နွားလာဖြောင်းဖြောင်းသွားတော့နောက်နွားတက်တိုက်ဖြောင်းဖြောင်းလာဤဆိုတဲ့ဇကပေါ်ဟာအဟိတရိစ္ဆာအတိညာမရှိတဲ့နွားတတော်ဝါတွေရဲ့ဇယတဘာဝသဘောတရားကို ဖော်ပြထားတာဖြစ်ပါတယ်။ယနေ့မြမတက်မတော်မှာရှိတဲ့အရာရှိကြီးငယ်တွေဟာလူသားစဉ်စစ်တွေဖြစ်ပါလျက် အသိဉာဏ်ပညာတွေးခေါ်မျိုးမြင်မှုတွေလည်းရှိကြပါလျက်နွားတွေလိုပဲရှေးဆောင်နွားလားညွန်ကြားပြောဆိုရာကိုသာလိုက်နာနေကြပါတယ်စစ်တပ်ကတရှိုးအရာရှိတွေအနေနဲ့မြန်မာပြည်သူလူထုဟာဒုက္ခဆင်းရဲနှုန်နဲ့ရောက်နေတာတိုင်းပြည်ဟာအဖက်ဖက်ကပြည်စည်းရွရွေးနေတာကို သိကြပေမဲ့ဘသူတိတ်တိတ်ငတိမာရင် ပြီးရောဆိုတဲ့စိတ်တက်ထားနေကြပါတယ်အရှိုးအရာရှိတွေကတော့နိုင်ငံရေးပြုတ်ပြင်ပြောင်းလဲမှု အမှန်တကယ်လိုအပ်နေပြီဆိုတာကိုသိကြပါတယ် တက်မတော်အတွင်အောက်ရှိမရဲဘော်တွေဟာတောက်စီယာရေခွက်တောင်မရှိပဲခွက်ပြောင်းနေကြလို့စစ်ပြေးတွေတနေ့တခြားများပြားနေတာကိုကြည်ပြီးစိတ်ပြက်နေကြပါတယ်။2000လောက်ခုနှစ်စက်တင်ဘာလ29ရက်ကကကြီးဒုတိယစစ်စီရေးလေးလပတ်အစည်းအဝေးမှတ်တမ်းအရတမတခုစာစစ်တီအေအား9000ခန့်ဟာထွက်ပြေးနေကြကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့်နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့အမှန်တကယ်လိုအပ်နေတာကိုသိတဲ့တမတော်သားတွေအနေနဲ့ပြည်သူ့ဘက်ယက်တီဖို့ဆိုရမှာအရှိအအနေမပေးလို့ဆိုတာသိရှိနားလဲပြီးအရှိအအနေပေးလာအောင်ဖန်တီးကြဖို့အရေးကြီးပါတယ်တမတော်အတွင်ရဲဘော်အစင်ကစားပြီးထိုးပေါက်စည်းရုံးဖို့လိုအပ်ပါတယ်တမရော်မှာလူပြိုအရာရှိတွေအနေနဲ့အိမ်တော်ပြုမယ်ဆိုရင်ပညာတတ်ဘွဲရမိန်ကလေးကိုသာတရားဝင်ခွင့်ပြုမယ်။အရာရှိကတော်ဟာဘွဲရရမယ်ဆိုတဲ့မူဝါဒကြောင့် တက်မတော်အရာရှိများအတွင်မှကြီးမားစွာကြရဲရိုက်သွားခဲ့ပါတယ်။ဒီကရဲကြောင့်အိမ်အောင်ပြူပိသားပွဲမရသေးတဲ့အရာရှိတွေရဲ့ဇနီးဟာလည်းတောကားပြပါတာပွားများကမိမိရဲ့ယောက်ျားယာဒူးမတက်တော့မှကိုစိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။တက်မတော်မှာတက်ရင်တွေအနေနဲ့စစ်စင်ရေးတွေကိုတစ်နှစ်လုံးနှီးပါခိုင်းစေခံနေရတာမို့အ ਨੇ စုံရှောက်လာမှတခါတလေဆယ်လအထိရှေတန်းကိုထွက်ရပြီးနောက်တန်းနားချိန်တလားသာရရှိခဲ့တာမျိုးရှိပါတယ်။ နားရတဲ့တလအတွင်းမှာလဲအရာရှိတွေဟာတက်ကိုပြက်လဲစူးဖွဲရမှုပြုရ၊လေ့ကျင့်မှုပြုရတာတွေနဲ့အချိန်ကိုပြန်ပြီးတလားပြေတာနဲ့စစ်စင်ရေးတန်တရာပြက်လဲထွက်သွားရပါတယ်။ဒါကြောင့်ဘဝကျင်ပေါ်ကိုရှာဖို့အခွင့်အရေးစိတ်ကြိုက်မရခဲ့တာမျိုးလဲရှိပါတယ်။နှစ်ဖူးစာရွာလဲဆိုသလိုရှေတန်းစစ်စင်ရေးနေပြည်မှာရှိတဲ့ကျေးရွာနေမြေကျောင်းဆရာမတူနာပြုဆရာမများနဲ့ရွာခံတိုင်းရင်သူများကိုနှိစက်မှုအရလက်တွဲဖို့အိမ်အောင်ပြုခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီမိန်ကလေးတွေဟာဝဲရပါတယ်ဆိုတာမရှိသလောက်ရှားပါပါတယ်။အရာရှိတွေအနေနဲ့တင်နန်းတက်ခွင့်ရမှသာမျိုးတက်ရပြီးကိုနဲ့လက်တွဲဖို့ပညာရေးအဆင့်အတန်းမြင်မာတဲ့ဆရာဝန်မိန်ကလေးလိုမျိုးဝဲရပညာတတ်တဲ့တက္ကသိုလ်နီးပါဆရာမတွေကိုအစွမ်းကုန်ပူပန်စ조사ရှာဖွေကြရတာဖြစ်ပါတယ်။မိဘများကရှာဖွေပေးခဲ့ရင်ပညာတတ်ဖြစ်နိုင်ပေမဲ့တချို့အရာရှိတွေအနေနဲ့ကိုကြိုက်တာကိုယူရမှာပညာရေးကိုအဓိကမထားခဲ့တာမျိုးလည်းရှိပါတယ်။ ဒါတွေကိုတိရှိနားလဲရဲသားနဲ့ဘိုးတန်းရွှေကတက်မတော်အရာရှိတွေရဲ့ဇနီးဟာဘွဲရမှဖြစ်မဲဇနီးတဲ့ဘွဲမရရင်ယာဒူးမတိုးပေးဖို့မူကိုစွတ်အတင်းရှမှတ်လာပါတယ်။မူရှမှတ်ပြီဆိုရင်လဲမူအရာစံပြလိုက်နိုင်ရမယ်ခေါင်းဆောင်ကောင်းတအိုးဖြစ်ပါကဘိုးတန်းရွှေအနေနဲ့ရှက်ရှင်းနှုတ်ထွက်ရမှာဖြစ်ပါတယ်။ဘိုးတန်းရွှေရဲ့ဇနီးမကြိုင်ကြိုင်ဟာဘွဲမရတဲ့သူပညာမတတ်တဲ့သူဖြစ်နေပါဗျ။ မကြံကြိုင်ဟာရန်ကင်းမြို့နယ်ကရုပ်ရှင်သရုပ်ဆောင်ကြကူလီဝင်းမြင့်တခင်လေးမောင်တို့နေတဲ့တိုက်ခန်းအနီးမှာနေထိုင်ပြီးတင်ဆန်းစာပေါ်လီယုံမှာတွားရောက်လောက်ကင်နေသူဖြစ်ပါတယ်။မကြံကြိုင်ဟာကလေးနှစ်ဦးမိခင်ဖြစ်ပြီးရခင်ယောက်ျားဟာအရက်သေးစားတောက်စားအမြဲမူးရင်နေသူဖြစ်ပါတယ်။ဘိုးတန်းရွှေဟာအထက်ကပြောသလိုဘ ਹੁ နိုင်ငံရေးတက္ကသိုလ်မင်္ဂလာတုံးမှာ သဘောတရားရေးရတင်နှက်တက်နေတော့ကျင်ပေါ်ရှာတလူလူနဲ့မက်ကြံကြိုင်ထံရောက်လာရင် အပျော်ကြံပိုးပါစိတ်ကူးခဲ့ဟန်တူပါတယ်။မက်ကြံကြိုင်ကတော့ဆက်ရှုပ်ကျွမ်းကျင်လှသူပြီးပြီးရှေဆက်ကြဖြန့်လာတဲ့ဘိုတန်းရွှေရဲ့ရှစ်တောက်ကိုအပိုင်ဖန်းကရှုပ်လိုက်တာမို့သူမရဲ့အရင်ယောက်ျားကိုရော်ကျေးပေးကကွာရှင်းရယူခဲ့သူဖြစ်ပါတယ်။မကြံကြိုင်ဟာဘွဲရဖို့ဝေးစားအခြေခံလူရန်စားဖြစ်တာမို့လက်ရှိအရာရှိတွေပြည်သူတွေကိုကိုကျင်းစာတရားထားတင်လာပါတယ်။ ဒီမူဝါဒနဲ့တိုက်တာရင်တော့မြမအမျိုးသမီးတွေကိုရက်ဆက်လွန်ရကြကြောင်းဆက်လက်တင်ပြသွားပါမယ်။ဒီမူထွက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာအရာရှိတွေဟာရှေ့ဆက်ကြထင်သလိုဖြတ်အိုင်တွေတန်းရှေ့ဈေးခွင့်တွေကိုပုံမရရှိသလိုဖြစ်သွားကြပါတယ်။သမီးပြို့တွေကိုရီစားထားအပျော်ကြံကအချိန်တန်လို့ဖြစ်ဖြစ်မဖုံးနိုင်မဖိနိုင်လို့ပဲဖြစ်ဖြစ်သမီးပြို့မိဘများကတောင်းဆိုလာခဲ့ရဲ့ အရာရှိပေါက်ဆများဟာကျွန်တော်တို့တက်ရက်လူကြီးတွေကမိမယူရဲဘွဲရမတက်ရက်ဝင် ပေးစားမယ်ဆိုတဲ့စင်ကြယ်စင်လက်နဲ့ရုံထွက်ခွင့်ရကြတော့တာမို့တမီးပြိုများခမများမျက်ရည်နဲ့မျက်ခွက်ကြုံတွေ့ခဲ့ကြရပါတယ်တနည်းအားဖြင့်အရာရှိရဲ့ဇနီးဘွဲရမဆိုတဲ့မူဟာနာအဖာရဲ့မိန်းကလေးများကိုတရားဝင် ဖြက်စည်းခွင့်လိုင်စင်ထုတ်ပေးလိုက်တယ်လို့မျိုးဖြစ်နေပါဗါတဲ့ရဲ့ထုံးစံဥပဒေအရ တက်ကိုလက်ထပ်ခွင့်ပုံစံဖြစ်တင်ဖို့လိုအပ်တယ်လို့အ ਨੇ ဆုံးတက်မှုဖြစ်သူထံနှုတ်ဖြစ်ခွင့်တောင်းရမှာဖြစ်ပြီးနေဘက်ရှိ တရားရုံးလက်ထပ်စာချုပ်ဖြစ်တရားမဝင်တာကိုနေဘက်တချို့လူတို့ကနားမလည်သေးတာကို တွေ့ရပါတယ်ရှခင်းနှုံးကလည်းစစ်တပ်ရဲ့အရာရှိတွေဟာနေဘက်ကတမိပြိုများကိုနေဘက်တရားကျုံးတွေမှာနှစ်ချောင်းပေးကဟန်ပြယူပြီးရှေ့တန်းစစ်စစ်ရေးအကြောင်းပြချက်နဲ့မင်းကလေးကိုခွာပြေးပါတော့တယ်။ သမီးရှင်များကအရာရှိကိုအဆက်အသွယ်မရလို့တက်ကိုလိုက်လံစုံစမ်းတော့မှတရားဝင်မိမရှိမှန်းသိရလို့ရင်ကျိုးရတဲ့အဖြစ်တွေလည်းရှိပါတယ်။တချို့တက်ရေးဖို့ကြီးနဲ့ရုံးအုပ်တို့ညံပြဲမှုတွေကြောင့်လည်းလက်ထက်ခွင့်တင်တဲ့အပိုင်းနဲ့မှတ်တမ်းရုံးကအမိန်အပိုင်းနဲ့ထွက်ဖို့ကြာနေတာမို့ခန်းစားခွင့်ရတဲ့ရက်သားနဲ့တိုက်ပွဲမှာကြဆုံးသွားတာမျိုးကြောင့်တရားမဝင်သေးတဲ့မိန်းကလေးတွေခမညာဆုံးရှုံးနေတာသွားရတာလဲဒုနဲ့တွေရှိနေပါတယ်။ အရှုပ်အဖြစ်ဆရာနာရှင်တွေရဲ့သဘောတရုတ်ကအပေါ်တစ်မျိုးအောက်တစ်မျိုးနာအဖရဲ့အရှိုးဆိုတာနဲ့အညီမမြမတဖြစ်နေပြီးဝင်းကြီးကျုပ်ဖြစ်နေတဲ့ဘိုသိန်းဆိုင်ရဲ့ဇနီးရလည်းဘွဲမရတာမို့ဒီမူထွက်လာတာနဲ့မှတ်တရုတ်မှာသူမဘွဲမရသေးတာကိုဝဲရတယ်လို့ဖိအားပေးအကြက်ကအတင်းစွပြင်ခိုင်းခဲ့ပါတယ်။ ဒါကြောင့်နာအဖရဲ့အရာရှိကတော်ဘွဲရရေဆိုတဲ့မူဝါဒဟာတက်မတော်အစီအတန်းမြန်မာရေးလို့ဟန်ပြကျွေးကြော်နေပေမဲ့တကယ်တမ်းကျတော့မြန်မာပြည်မှာရှိတဲ့တမီးပြိုတွေကိုတရားဝင်ဖြည့်ဆည်းခွင့်ပြုခိုင်းတဲ့အမိန့်သာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။